မတို့မနေ့စာမှာစားသုံးနေကြပြားရည်တစုံလေးဒီရိုးရှင်းတဲ့ပြားရည်လေးထဲမှာတဘာဝရဲ့အံ့ဖွယ်ဖန်နှီးမှုတွေပြီးတော့ပြားလေးတွေရဲ့မယုံနိုင်စရာကြိုးစားအထောက်မှုတွေဘလောက်တောင်ရှိနေလဲဆိုတာသင်ရောသိချင်ပါသလား သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အရပြားရည်လက်ဖက်ရည်စုံတစုံ9မီလီမီတာခန့်ရဖို့အတွက်ပြားလောက်သား12ကောင်လောက်ကသူတို့ရဲ့6ပတ်တက်တန်းတစ်လျှောက်လုံးအလုံးလုံးကြရတယ်လို့ဆိုပါရယ်စဉ်းစားကြည့်ပါဦးနော်ပြားလေးတစ်ကောင်ရဲ့တက်တန်းတစ်ခုလုံးနီးပါးဟာပြားရည်တစုံအတွက်ကိုရည်ရွယ်ထားတာပါဒီ6ပတ်အတွင်းမှာပြားလေးတွေကတစ်နေ့ကိုပန်းပေါင်း2000နီးပါးကိုဝှီးရည်စုံဖို့တွားရောက်ကြရပါတယ်ပြားရည်လုံလောက်စွာရဖို့ဆိုရင်သူတို့အားလုံးစုစုပေါင်းမိုင်9500ကျော်လောက်ပြတ်တန်းကြရပါတယ်ဒီအကွာဝေးဟာကမ္ဘာပတ်လမ်းကြောင်းကိုနှစ်ပတ်လောက်ပတ်တာနဲ့အညီမျှ နေပါပြီတကယ်ကိုမယုံနိုင်စရာပဲเนาะတန်ဝန်ကြီးတွေစုဆောင်ပြတာနဲ့ပြားလေးတွေကအဲ့ဒီဝန်ကြီးတွေကိုသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာအစာခြေဖြတ်ပြီးတော့ပြားရည်အဖြစ်နဲ့ပြောင်းလဲကြပါတယ်ပြီးရင်တော့ပြားအုံကွက်လေးတွေထဲမှာတင်းစီထားပြီးတော့ရေငွေ့တွေလျှော့ချဖို့အတွက်သူတို့ရဲ့အတောင်ပံလေးတွေနဲ့တစ်ဖြက်ဖြက်နဲ့ရက်ခတ်ပေးကြရပါတယ်ဒီလိုမှပြားရည်ကပိုပြီးတော့ပြစ်ခဲလာပြီးတော့ကြာကြာထားခတ်မှာဖြစ်ပါတယ်ဒီလိုပြောင်းလဲခြင်းဟာလူသားတွေစားသုံးမှုအတွက်တည်းမကပါဘူးအဓိကအဖြစ်အစာရှားပါတဲ့ရာသီဥတုတွေမှာပြားအုံအတွက်အဓိကအစာအစာအရင်းမြစ်အဖြစ်နဲ့အရေးပါလာပါတယ် ယ်။ဒါကြောင့်ပြားရည်တစ်စက်တိုင်းဟာပြားအုပ်တစ်ခုလုံးရဲ့တိကျမှုခန္ဓာရည်ရှိမှုနဲ့စီလုံးညီညွတ်တဲ့စုပေါင်းကြိုးပမ်းမှုတွေကိုဖော်ညွှန်းနေတာပါ။ဒီအချက်ကပြားရည်ရဲ့တံမိုးကိုသာမကဘဲနဲ့သီးနှံဝတ်မှုကူးခြင်းနဲ့ဇီဝမျိုးစုံမျိုးကွဲတွေထိန်းသိမ်းရမှာပြားလေးတွေရဲ့မရှိမဖြစ်လိုအပ်တဲ့ဂေဟာစနစ်ဆိုင်ရာအခန်းကဏ္ဍကိုလည်းဖော်ပြနေပါဗျ။သူတို့လေးတွေမရှိရင်ကဘာပေါ်ကအပင်မျိုးစိတ်ပေါင်းများစွာနဲ့ကျမတို့စားသုံးနေတဲ့သီးနှံအများအပြားကတည်ရှိနိုင်မှာမဟုတ်တော့ပါဘူးရှင်။ဒါကြောင့်ပဲနောက်တစ်ခါပြားရည်တစ်စုံကိုစမ်းကြည့်တဲ့အခါမှာ ဒီတာမန်အရသာတစ်ခုအနေနဲ့မဟုတ်ပေနဲ့ပြားလေးတွေရဲ့မယုံနိုင်စရာအလုပ်ကျူးစားမှုစီလုံးညီညွတ်မှုနဲ့တဘာဝရဲ့အံ့ပွေလျှို့ဝှက်ချက်တွေကိုမြင်ရောင်ရင်းနဲ့တံမိုးထားစားသုံးကြည့်ပါလို့တိုက်တွန်းချင်ပါတယ်ရှင်ဒီဗီဒီယိုလေးကနေဘူတူတာအသစ်တွေရခဲ့တယ်ဆိုရင် like နဲ့ share လုပ်ပြီးတော့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်